သူ့ငွေတို့ Samsung Galaxy S နဲ့ရရှိနိုင်မဲ့အစီအစဉ်ကြီးတစ်ခုစလောက်သပိန်းသောင်း၄၁၃၃ကျင်းနဲ့ဆလာရစ်တာဝယ်ယူနိုင်ပါပြီမြမရှေဆောင်မန်တွင်ငွေစုပါ2022ကြားဖြတ်မှာအနိုင်ရခဲ့တဲ့ NLD ဟာ2015မှာလည်းအနိုင်ရမှာမကျင်းသေးပေမဲ့လာမယ့်ရွေးကောက်ပွဲမှာတော့ မတီးနိုင်တဲ့ဂရိတွေပေးပြီးမဲဆွယ်သွားမှာမဟုတ်ဘူးလို့လက်ရှိကျင်းပနေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပထမကြိမ်ဗဟိုကော်မတီပြစ်စမမြောက်အစည်းအဝေးမှာဒေါအောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်28နှစ်ကြောင်းမြမပြည်သူတွေနဲ့တသွေးတသားရဲ့ရက်တီလာခဲ့တဲ့ NLD ကိုပြည်သူတွေအနေနဲ့ဖိနှိပ်မှုတွေကြောင့်ပွင့်ပွင့်လင်းလင်းမထောက်ခံရဲခဲ့ပေမဲ့လည်းနှလုံးသားထဲမှာအမဲရှိနေလို့2012ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တာလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောပါတယ် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အခုလို28ရက်မြန်မာရရှိနိုင်ခဲ့တာဟာဒီလိုရဲ့ပေါက်ခံမှုကြောင့်ပါတယ်ဘယ်လိုပဲရုံးကကြရစိတ်ကြရအချိန်ပြမှာပြိနေနေရများလို့ဒီလူများကအများစုကဒီမတို့ကိုပုံဝင်နေနဲ့မထောက်ခံရဲပေမဲ့လေဒီမတို့အဖွဲ့ချုပ်မှာဒီလူတွေရဲ့နှလုံးသားထဲမှာကိန်းဝင်နေတာကြောင့်လို့2000ကျပ်ကြောက်ရက်လောက်ပုံမှန်ကြားနိုင်မှာဖြစ်ပါတယ် ရွေးကောက်ပွဲနီးလာချိန်မှာတည်ငြိမ်မှုရှိဖို့အင်မတန်အရေးကြီးတယ်ဆိုတဲ့ဒေါန်ဆန်းစုကြည်ကမတည်ငြိမ်မှုကိုအကြောင်းပြပြီးရွေးကောက်ပွဲလမ်းကြောင်းပြောင်းသွားမှာမျိုးတွေမဖြစ်ဖို့လဲပါတီဝင်တွေနဲ့ပြည်သူတွေကိုတော်ဝင်နှင်းစီမှာဂျွန်း20ကကျင်းပခဲ့တဲ့အစည်းအဝေးပထမရက်မှာတတိပေးလိုက်ပါတယ်။အခုဆိုလို့ရှိရင်ရွေးကောက်ပွဲများအတွက်သတ်မှတ်ထားတဲ့နိုဝင်ဘာလအမှားအဆရာမဆုံးချိန်တော့သတ်မှတ်ထားတဲ့အချိန်ကအဖြစ်အပျက်နီးလာပါဘူး။ဒီချိန်မရောက်ခင်ကာလမှာ ဒီမှာတို့နိုင်ငံမှာကြီးငြိမ်ဖို့အင်တာမအရေးကြီးတယ်။အဲ့ဒါလို့ဒီမှာဒီမှာပြည်ပြည်နိုင်ငံရဲ့မကြီးငြိမ်မှုကို အကြောင်းပြပြီးတော့လေးကောက်ပွဲလမ်းတွဲကောင်းမှောက်ဖို့မဖြစ်ပါသေးနဲ့လို့ဒီမှာတို့ရဲ့ဖွဲ့ချုပ်ဝင်ရဲ့အားလုံးကိုဒီမှာမှာကြပါတယ်။ပြည်သူလူထုကိုလည်းဒီအားလို့တစ်ဆင့်မှာကြပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးဆိုတဲ့မူဝါဒကို လက်ကင်ထားပြီး 2012ရားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ NLD ဟာဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်လဲလွှတ်တော်ထဲမှာလှုပ်ရှားနေပြီးတရားဥပဒေစိုးမိုးရေးပြည်ရင်းငြိမ်းချမ်းရေးနဲ့အခြေခံဥပဒေပြင်ဆင်ရေးတွေကိုဆက်လက်ကင်ဆွဲသွားမယ်လို့ဆိုပါတယ်။တခြားပါတီတွေလိုပြုပြင်ပြောင်းလဲရေးအတွက်ပဲတွားနေပေမဲ့ NLD ရဲ့ပြောင်းလဲပုံပြောင်းလဲနည်းကတော့တခြားသူတွေနဲ့တူမှာမဟုတ်ဘူးလို့ပြောပါတယ်။ ဖွဲ့စည်းပုံအခြေကဥပဒေပြုပြင်ပြောင်းလဲရေးဆိုတဲ့ဘူဝါဒကိုတိုင်ဆွဲပြီးတော့မထောင်စင်းနေကြားပြတ်ဒီကောက်ကိုရေးခဲ့တာအဲ့ဒါကိုတော့ဘယ်တော့မှမနည်းရပါဘူးလျောက်ဒီဆုံးမရေးဖြစ်ဖို့ခြေကဦးလေးဒီကြောင့်လေဒီလိုနေကြနေဒီမူရီကိုဒီဘက်ဆက်ပြောကန်ဆက်တော့မှာဒီမူရီကအစင်အမြဲနိုင်ငံတစ်ခုအတွက်လိုအပ်တဲ့အမူဖြစ်ပါတယ်ဒီဘက်ကပြုပြင်ရေးမူကိုလုံးဝထောက်က ပြုတ်ပြေပြောင်းလဲပုံပြောင်းလဲနေရတော့ဒီမတို့နဲ့တခြားပါတီနဲ့သူရင်းမှသူမသို့တော်များလဲဒီမတို့ကပြုတ်ပြေပြောင်းလဲရေးဆိုတာလုတ်ကိုလုတ်ရမယ်ဆိုပြီးတော့ဒါကိုဆက်